ဟို Miss Universe ကတော့ပုံစံအမျိုးမျိုးပဲလေဟိုဒီမြန်မာနိုင်ငံကလူတွေအမြင်နဲ့တိလို့မရဘူးလေတချို့ဒီမြန်မာနိုင်ငံကလူတွေကျတော့ဟို Miss ဖြစ်လို့ရှိရင်ဒီလာမယ်အသားဖြူရမယ်တချို့ဆိုလို့ရှိရင်အဲ့လိုရှိရင်လာမယ်အသားဖြူရမယ်ဟိုအကုန်လုံး perfect ဖြစ်နေရမယ်လို့အမြင်တာပေါ့နော်အပေါ်ရန်ဆိုတချို့ကျတယ် International မှာကျတော့ Miss Universe ဆိုရင် elegant ဖြစ်တဲ့အမျိုးသမီးချမ်းမြတဲ့အမျိုးသမီးတော်တဲ့အမျိုးသမီးအရေးရှိရှိတဲ့အမျိုးသမီးကိုပဲရွေးချယ်ရဖြစ်တဲ့အကြောင်းလို့ဒီမျိုးသမီးကဘယ်လိုပုံစံမျိုးပဲဖြစ်နေနေသူဒီမဲဒီဖြစ်ဖြစ်စေစမင်မပါတဲ့သူပဲဖြစ်နေဖြစ်ဖြစ် ဟို international မှာထွက်ပြတဲ့သူပေါ်တဲ့သူအရေးရှိရှိရင်ရှိတယ်လို့နေရာပေးကြတာပဲလေဟိုဒီမြန်မာနိုင်ငံရဲ့စံတုံးနဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေရဲ့စံတုံးနဲ့တိုင်းတာရင်တော့ဟိုပြောစရာတွေရှိဝေဖန်စရာတွေပဲဖြစ်နေမှာပဲလေဒါပေမဲ့ international စံတုံးနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့အရေးရှိရှိတဲ့အမျိုးသမီးတိုင်းဟိုတော်တဲ့အမျိုးသမီးထက်မြက်တဲ့အမျိုးသမီးတိုင်းကတော့ Miss Universe ဖြစ်ဖို့ထိုက်ကြမှာလေမအအနေနဲ့အမြင်အရကိုပြောရမယ်ဆိုလို့ရှိရင်ဒီလာပြိုင်နဲ့အလှမယ်တွေအကုန်လုံးကအခုကိုယုံကြည်မှုရှိကြတယ်ဟိုကိုယ့်ရဲ့ လှဟိုအလှအပကိုယ့်ရဲ့စံနှုန်းကိုယ့်ရဲ့ကြိုးစားမှုအပေါ်မှာယုံကြည်မှုရှိကြရတယ်ပေါ့နော်အဲ့လိုပဲညီမကတော့မြင်ပါတယ်ညီမကတော့ Miss Universe မြန်မာ2025ရဲ့ Media Mix ပွဲလေးပေါ့နော်ဒီနေ့မှညီမရဲ့ organization ကနေပြီးတော့တောင်ကြီး last show အလုံးဆိုပြီးတော့ Miss Universe City winner 3ယောက်ရွေးချက်ပါတယ်ရှင်ဟုတ်ဘယ်လိုလေးခံစားမိလဲဆိုရင်ကိုယ်ကပြိုင်ပွဲဝင်တော့ကတော့ pressure ကြီးများတာပေါ့နော်အခုကကျတော့လေကိုယ်ပြိုင်ပွဲဝင်နေမတူတဲ့ခံစားချက်ပေါ့ ဟိုကိုယ့်ရဲ့ကလေးတွေကိုကဘယ်လိုအကောင်းဆုံးဖြစ်အောင်လုပ်ပေးမလဲဆိုတာရဲ့တို့ကိုဟိုကိုထပ်ပို့ပြီးတော့ဖြစ်စေခြင်းနဲ့စိတ်လေးတွေရဲ့ပို့ပြီးတော့များတာပေါ့နော်အဲ့ဒါလေးထည့်ထားရတာပေါ့ဟုတ်အဲညီမဒီတုံးရောက်ကတော့တူညီတဲ့ပုံစံလေးပေါ့နော်ဟိုမတောင်ကြီးကောင်မလေးဆိုလို့ရှင်လည်းအသက်ငယ်တယ်ကလေးလိုပုံစံမျိုးလေးပေါ့နော် cute tag လေးဖြစ်နေတယ်ပြီးတော့အလုံးဝင်လာရတဲ့ညီမလေးကကြတော့သူကကြတော့ထက်မြက်တယ်တော်တယ်ဟိုလူပြမနေလူကြီးစံတယ်ပေါ့နော် ပြီးလို့ရှိရင်နောက်ထပ်ဒီ last show ကောက်ပါလေးဆိုလို့ရှိရင်လည်းအသက်ငယ်သေးတယ်ဟိုဘယ်လိုပြောငယ်လည်းငယ်သေးတယ်သူဆိုလို့ရှိရင်လည်းနည်းနည်း experience လည်းအရင်မရှိသေးဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးကြီးပေါ့ကလေးဆန်တဲ့သူကြီးကလေးဆန်တဲ့သူက၂ယောက်ပေါ့နော်ဒီအလုံးကောက်ပါလေးကတော့နည်းလေးလူကြီးဆန်တယ်ရင့်ကျက်တယ်ဟိုအတွေးခေါ်တွေရောဒီပညာရေးအရေးရှိမရအစပေါ့နော်ဟုတ်အဲဘလို့ရှာဝေထားလဲဆိုတော့ဒီတောင်ကြီးကောက်ပါလေးကကြာညီမတောင်ကြီးမှာပွဲလုပ်တာ။တောင်ကြီးပွဲမှာအဲအတော်ဆုံးအလှဆုံးအလျှော်ဆုံးပေါ့နော်။အဲအဲ့လိုမျိုးလေးကိုရွေးထုတ်ခဲ့တယ်ပဲ။ ခွဲတာပေါ့နော်ဒီအလုံပွဲမှာကျတော့ဒီအလုံဝင်တာကညီမလေးဆိုလို့ရှိရင်အရန်တော်တယ်အကုန်လုံးကပေးတဲ့ဝင်တာတော့ပေါ့နော်ဒီပြောင်းဝင်နေအားလုံးကလည်းသူ့ကိုဝင်တာပေးကြတယ်တော်တယ်ပြီးလို့ရှိရင်အရှင်းရှင်းပေါင်းဆက်ဆက်ရေးကောင်းတယ်ရေရှိရှိတယ်တကယ်လည်းလှတယ်ပေါ့နော်ပြီးလာရှိုးအမလေးဆိုလို့ရှိရင်လည်းသူ့ကငကိုရီကလည်း model လုပ်နေတာဆိုတော့ဟိုအသက်အရွယ်ပိုင်းကဖြစ်တော့ငယ်သေးရဲဒါပေမဲ့ဟိုတွေးတွေးတော့ချက်မယ်လို့ညီမတို့ကတော့ယုံကြည်တယ်ပေါ့နော်အားကြောင့်ညီမတို့ကရွေးချယ်ခဲ့တာပါဟုတ်ဝေဖန်ခံမှာကြောက်တာတော့ညီမတို့ကတော့ ဟိုပါလူတွေလူဆိုတာတော့ဝေဖန်နေတဲ့သူကတော့ဘာလုံးလုံးကောင်းကောင်းဆိုးဆိုးဝေဖန်ချက်မှာပဲလေအဲ့လိုဆိုတော့အဲ့ဒါကြီးကိုတော့ဝေဖန်တာတော့ဒီဥဒကကြီးတက်တက်ကြီးရောစိုးရိမ်တာမျိုးတော့မရှိပါဘူးကိုဘကတော့ဟိုအပြောဆိုခံရတာနဲ့လွတ်အောင်တော့အကောင်းဆုံးကြိုးစားတယ်ဒါပေမဲ့ဟိုအဲ့လိုမျိုးတစ်ခုခုဖြစ်လာခဲ့တယ်ဆိုလို့ရှင်လေဟိုအကောင်းဆုံးကိုကမားလို့ကိုအမားချင်းဖြစ်တယ်ဆိုလို့ရှင်တော့ပြည်ပြင်ပြောင်းလဲသွားမှာပေါ့နော်ဟုတ်ဘယ်လိုပြင်ဆင်ပြီးသားလဲဆိုတော့သူတို့ကတော့ညီမကတော့အကုန်ကကလေးလိုလေးဖြစ်နေရောညီမဘက်ကပဲ အခုလိုအပ်တာရှိလို့ရှိရင်မအားဝင်လင်းပြောဝင်လင်းတိုင်းမင်းဟိုအခုခရင်ကသူတို့ကလေစိတ်ကြကြလေးတွေတော့ရှိတာပေါ့နော်ဟိုကလေးတွေပဲဖြစ်နေသေးရောလေဟိုအခုတောင်ကြီးကောက်မလေးဆိုလို့ရှိရင်လည်းဟိုငယ်လဲငယ်သေးတယ်ဒီရန်ကုန်ကသူတခါမှမရောက်ဘူးကလေးပဲရှိတယ်သူကသူလည်းသူရမယ်လို့ထင်ဘူးပေါ့နော်အဲ့လိုအချိန်နေမှာညီမတို့ကခေါ်လာတော့ဟိုညီမတို့လည်းနေတာဝင်ကြည့်တာပေါ့နော်သူများသားကြီးကခေါ်လာရတယ်ဟိုလိုပြောရမယ်အစိမ့်တက်တက်ကနေသူ့မှာဒီဥစ္စာကြီးကိုတောင်းတဲ့အခုကိုထမ်းရတယ်ဆိုတဲ့အတွက်ဟိုပရက်ရှာတော့များတယ်ပြုရှင်ဒီမှာလည်း တခြားမျိုးကိုစားပြီးအသီးသီးနဲ့လာပြန်ရတဲ့အတွက်ကြောင့်မလို့တော်တော်လေးတော့ pressure ကြီးများရပါတော့။အဲ့ဒီအခါမျိုးမှာစိတ်ညစ်တာလေးတွေသူတို့ဟိုပင်ပန်းတာလေးရှိတာပေါ့နော်။နေမာနီယာကိုယ့်အိမ်မာနီယာထက်တော့အများကြီးပင်ပန်းတာပေါ့။အဲ့လိုဆိုတော့ဟိုဒီခါကျသူတို့ပင်ပန်းနေဟိုရှောက်နေနားတဲ့ဟိုအရင်ကြီးဟိုနှခင်ဆော့ထားတာမျိုးရှိလို့ရှိရင်သူတို့မထနိုင်တာမျိုးအဲ့လိုရှိတာပေါ့နော်။ဟိုအဲ့ဒီခါမျိုးကြောက်လို့ရှိရင်ညီမတို့သူတို့ဟိုနည်းနည်းလေးတော့ပို့ရတာပေါ့။ပြီးရင်သူတို့အဆင်မပြေ ဝင်လင်းတိုင်မင်းမမကိုပြောအကုန်လုံးလိုအပ်တာအမှန်တမ်းများညီမဘက်ကတော့အတက်နိုင်ဆုံးကိုလုတ်ပေးနိုင်တဲ့လောက်တော့အကောင်းဆုံးလုတ်ပေးပါတယ်။ဘုံကြီးချက်ကဘလောက်ရှိလဲဆိုရင်သူတို့ကတော့ညီမတော့အကောင်းဆုံးဖြစ်စေချင်တာပေါ့နော်ညီမထက်ပိုပြီးတော့ပိုတော်တဲ့ပိုတာတဲ့နေရာကိုညီမတော့ရောက်စေချင်တယ်။ညီမဘက်ကလည်းတက်နိုင်ဆုံးသူတို့ကိုအကောင်းဆုံးပံ့ပိုးပေးချင်တယ်။ဟိုခုထက်တော့ညံ့တဲ့နေရာကိုရောက်စေချင်တာပေါ့နော်ဒါပေမဲ့လည်းအကုန်လုံးသူတို့လည်းအိုညီမကိုရိုင်းကလည်းတွန်းနေပြီလေတွန်းနေတဲ့သူတွေနဲ့လည်းမရအောင်သူတို့ကိုရိုင်းကြိုးစားမှလည်းရတာဆိုတော့ ဟိုသူတို့ရောညီမဘက်ကတော့အကောင်းဆုံးချူစားဖို့ရောဟိုလုတ်ပြီးနိုင်တဲ့နေရာကနေရောညီမဘက်ကတော့အကောင်းဆုံးပတ်ဖို့ပြပါတယ်။ဟို Miss Universe ကတော့ပုံစံအမျိုးမျိုးပဲလေ။ဟိုဒီမြန်မာနိုင်ငံကလူကြီးအမြင်နဲ့တိလို့မရဘူးလေ။တချို့ဒီမြန်မာနိုင်ငံကလူကြီးကျတော့ဟို Miss ဖြစ်လို့ရှိရင်ဒီလှမယ်အသားဖြူရမယ်တချို့ဆိုလို့ရှိရင်အဲ့လိုရှိရင်လှမယ်အသားဖြူရမယ်ဟိုအကုန်လုံး perfect ဖြစ်နေရမယ်လို့အမြင်တာပေါ့နော်အပေါ်ရန်ဆက်ဟိုတချို့ကျတော့ international မှာကျတော့ Miss Universe ဆိုရင် း elegant ဖြစ်တဲ့အမျိုးသမီးချမ်းမြေ့တဲ့အမျိုးသမီးတော်တဲ့အမျိုးသမီးအရေးရှိရှိတဲ့အမျိုးသမီးကိုရွေးချယ်တာဖြစ်တဲ့အကြောင်းလို့ဒီမျိုးသမီးကဘယ်လိုပုံစံမျိုးပဲဖြစ်နေနေသူဒီမဲဒီဖြစ်ဖြစ်စေစမင်မပါတဲ့သူပဲဖြစ်နေဖြစ်စေဟို international မှာချမ်းမြေ့တဲ့သူတော်တဲ့သူအရေးရှိရှိရင်ရှိတယ်လို့နေရာပေးကြတာပဲလေဟိုဒီမြန်မာနိုင်ငံရဲ့စံနှုန်းနဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေရဲ့စံနှုန်းနဲ့တိုင်းတိုင်းတော့ဟိုပြောစရာတွေရှိဝေဖန်စရာတွေပဲဖြစ်နေမှာပဲလေဒါပေမဲ့ international စံနှုန်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့အရေးရှိရှိတဲ့အမျိုးသမီးတိုင်း ဟိုတော်တဲ့အမျိုးသမီးထက်မှတ်တဲ့အမျိုးသမီးဒါကတော့ Miss Universe ဖြစ်ဖို့ထိုက်ကြမှာလေ။အဲပါလားဆိုဒီလိုအရှင်ဒီမျိုးကိုရောက်ဖို့အထိဒီလိုဝေဖန်တိုက်ခိုက်တာတွေကိုခံဟိုခံနိုင်တဲ့အထိတော့ဟိုဒီအနေအထားတစ်ခုကိုရောက်ပြီးပြီလေအဲ့လိုရောက်ပြီးတဲ့သူတယောက်ကတော့ဝေဖန်ခံရတာတွေကိုမခံနိုင်မဲနဲ့တော့ဒီဒီအရှင်ဒီတွေကိုကြော်ဖြတ်နိုင်ကြော်ဖြတ်နိုင်မှာမဟုတ်ဘူးလေအဲ့လိုဆိုကြော်ဖြတ်နိုင်လို့ပဲဒီအရှင်ဒီအထိကိုရောက်လာတယ်လို့ပဲညီမကတော့ထင်ပါတယ်ညီမအနေနဲ့အမြင်အရကိုပြောရမယ်ဆိုလို့ရှိရင် ဒီလာပြိုင်နဲ့အလှမယ်တွေအကုန်လုံးကအခုကိုယုံကြည်မှုရှိကြတယ်ဟိုကိုယ့်ရဲ့အလှဟိုအလှအပကိုယ့်ရဲ့စံနှုန်းကိုယ့်ရဲ့ကြိုးစားမှုအပေါ်မှာယုံကြည်မှုရှိကြတယ်ပေါ့နော်အဲ့လိုပဲညီမတော်မြင်ပါတယ်ကိုယ့်ကလေးတွေပေါ့ကဘယ်လေးပဲတော့ပြောင်းပြီးခိုင်းတာဒီကုန်းတော့ဟုတ်ညီမတော်ဘယ်လေးပဲဒီတော့ဆိုတော့သူတို့ရဲ့ကြိုးစားရဲ့ပေါ်မူတည်ပြီးတော့ပဲ impression ကထွက်လာမှာပဲလေဟိုကိုကလည်းအမြင့်ဆုံးမှန်းပြင်မယ်လေအမြင့်ဆုံးကြီးရောက်ရှိမှလည်းရောက်မယ်ကိုကဘာမှမပြောရင်ထားပြင်မယ်လေအမြင့်ဆုံးနေရာထိရောက်ရှိလည်းရောက်သွားမှာပဲဆိုတော့ညီမအနေနဲ့ကတော့ ဘာမှမျောလိုက်ချက်ကြီးကြီးမမထားပါဘူးသူတို့ကြိုးစားရင်သူတို့ထိုက်တန်တယ်သူတို့နဲ့တန်တဲ့နေရာတွေတခုတော့ရမယ်လို့ညီမကတော့ယုံကြည်ပါတယ်ညီမကတော့သူတို့ကိုအကောင်းဆုံးရှိပိုင်ဖို့ဟိုအဓိကတော့ဒီပြတ်ဖို့အရှင်းရှင်းရှိရှိခင်ခင်နေဖို့ဟိုကိုယ့်ရဲ့အလုပ်ကိုကောင်းမွန်မွန်လုပ်ဖို့ဟိုအဓိကတော့သူတို့ရဲ့စိတ်ထားပါတော့စိတ်ထက်ပိုင်းဆိုင်ရာရယ်ပြီးလို့ရှိရင်စူးစမ်းမှုပိုင်းဆိုင်ရာရယ်ဥတော့ညီမတို့အကောင်းဆုံးဟိုပြင်ပြောင်းလဲဖို့ပဲညီမတို့သူတို့ပတ်ဖို့ပေးတယ်ဟိုသူတို့ကိုတိကျလမ်းညွှန်ပေးတယ်ပေါ့နော် ကျင်းနေကြိုးစားမဲ့အပိုင်းကတော့သူတို့ကိုယ်တိုင်ကြိုးစားအထောက်အမှာပဲဖြစ်ပါတယ်အဲ့လိုတော့100% perfect ဖြစ်တယ်လို့တော့မမြင်ဘူးဘာလို့အကုန်လုံးကတော့ဟိုအားနည်းချက်တွေရှိကြတာပဲလေဟိုညီမကလေးတွေဆိုလို့ရှိရင်လည်းသူကလည်းသူကဟိုအပြေပိုင်းကကြည့်ရင်တော့အကုန်လုံးကဘာမှပြောစရာမလိုဘူးလှရတယ်အဲ့လေမစ္စတာအောင်နဲ့လျော်ညီရဲ့အရင်အမောင်းရှိတယ်ခနာကိုလည်းရှိတယ်ဒါပေမဲ့လည်းဟိုတချို့လူအပ်တဲ့အပိုင်းတွေတော့အများကြီးရှိပါသေးတယ်သူတို့တင်ပြတင်ပြရမယ့်အပိုင်းတွေကလေးဆန်းနေတဲ့အပိုင်းတွေဒီအလောက်မဲ့တရားမှရှိတင်ရှိလိုက်တဲ့အရင်ရှိနေတော့အများကြီးပြေဝဖို့လိုပါသေးတယ် ဘယ်လောက်ကြိုးစားထောက်တာမရလဲဆိုရင်အခုချက်ချင်းဒီတာမန်အရက်သူနေရာနေရောချက်ချင်းအလားမဲဖြစ်သွားတော့ဟိုပြောင်းလဲသွားရတယ်လို့ရှိတာပေါ့နော်သူတို့ရဲ့အရင်ကနေထိုင်ခဲ့တဲ့နေထိုင်မှုပုံစံနဲ့ကွဲပြားသွားရတော့ရှိတယ်ဟိုဒါပေမဲ့လည်းအခုဟိုဘယ်လိုပြောမလဲဒီရဲ့ဒီလောကထဲမှာရှင်သန်နေတဲ့သူတွေအမှုညာလောကထဲမှာနေနေပြီးသားသူတွေဟိုအရင်စီနီယာလောက်ဝင်နေရှင်တော့အများကြီးကွာဟမှုရှိတာပေါ့နော် ဒါပေမဲ့လည်းသူတို့အကောင်းဆုံးတော့ကြိုးစားနေပါတယ်ကလေးတွေကပြောရဆိုရလွယ်တယ်အဲ့လိုမျိုးစုံစုံမှခက်တဲ့ကလေးတွေတော့မဟုတ်ဘူးအဲ့ဒါကြောင့်မို့လဲညီမကိုယ်တိုင်လည်းရွေးချယ်ခဲ့တာပါအင်းအဓိကတော့ကိုရွေးထုတ်လိုက်တဲ့မေကိုအကောင်းဆုံးဖြစ်စေချင်တာပေါ့နော်ဟိုကိုရွေးချယ်လိုက်တဲ့အလှမေကိုဒီကိုထက်ညီမအနေနဲ့ပြောရမယ်ဆိုတော့ညီမရွေးလိုက်တဲ့မေကိုညီမထက်တာစီချင်တယ်ညီမထက်တော်စီချင်တယ်ညီမထက်လာရတဲ့သူကညီမရွေးချင်တယ်ပြီးလို့ရှိရင်ဒီကိုထက်အူကောင်းတဲ့နေရာတစ်ခုရောက်စီချင်ပါတယ်။မြမရဲ့အလှမယ်ရတော့ဒီနေ Miss Universe မြန်မာမှာ လာရှိုးကိုစားပြီးအလှမယ်ရဲတောင်ကြီးကိုစားပြီးအလှမယ်ရဲအလုံးကိုစားပြီးအလှမယ်ရဲ၃ယောက်ရှိရပါတော့။၃ယောက်စလုံးကလည်းအကောင်းဆုံးကြိုးစားနေကြပါတယ်။၃ယောက်စလုံးစောင့်ကြည့်ပြီးအားပေးကြဖို့လည်းညီမဖိတ်ခေါ်ရှင်ပါတယ်ရှင်။